အကြောင်းတွေကပေါ့နော်ကျွန်တော်ကနားနေတာပေါ့တမလို့ထဲမှာရှိတဲ့အရာရှိအရာခံအကျက်စစ်တီအပွင့်အခက်အမ်တိုင်းမှုဥမာတကူဂျီဝမ်ပြူဝမ်မှုအဲရှိကြတာပဲအဲအဓိကတော့ကိုကိုရန်လက်ပြလုံဖို့လိုတယ်အခုကျွန်တော်ပြောချင်တာအဲ့ဒါတွေမဟုတ်ဘူးကျွန်တော်អော်ခဲ့တယ်ပြည်ဒီဦးတို့မိသားစုတွေနော်အခုတရားဥပမာလာလူကြတယ်လူရမယ်လူကိုလူရမယ်ဝမ်းသာတယ်អော်ရတာတန်းတယ်ဘာဖြစ်လို့လဲဒီပြည်ဒီဦးနဲ့အိနာကျော်စင်းနဲ့သူတမီးနဲ့လာလိုက်တဲ့ဥစ္စာကလူမှုဆိုရှယ်နက်ဝက်မှာ public area မှာပြန့်သွားတယ် ဒါပေမဲ့အဲ့ဒီတို့ရဲ့အလူလူတဲ့အလူနဲ့တို့ရဲ့เนาะတို့ရဲ့မျက်နာတွေရုပ်ပိုင်းဆိုင်ရာတွေတရုပ်ဆောင်တွေပေါ့အဲ့ဥစ္စာတွေကပြည်သူလူထုဂျားရဲမှာသွားရောက်ပြီးတော့မှဒီငလင်းတံပေးတဲ့ပြည်သူလူတွေပေါ်မှာပါဝင်ပူပေါင်းလိုက်တဲ့အတွက်ခဏတစ်ပုတ်စိတ်ချမ်းတော့တာတာသွားရတာလေကျွန်တော်တို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေပဲမဟုတ်ဘူးလားเนาะဒါကပြည်သူဦးနဲ့အင်နာကျော်စင်နဲ့သူ့သမီးနဲ့ကျွန်တော်ကတဲပဲကျွန်တော်ကတွေ့ရင်မျက်နှာတွေလူနဲ့တွေ့မယ်ကောင်ဒါပေမဲ့အခုလိုလောက်ရမျိုးတွေကြတော့တို့မြန်မာလုပ်ပေးရမယ်เนาะဒါပေမဲ့တို့ကိုယ်လည်းသူတိုင်းလည်းတို့လည်းတည်တည်နေငါတို့တွေတိုင်းပြည်ကို လက်တော်ကြောင့်တောင်ပြီးစီရံဆိုပြီးတော့ဖြတ်ခဲ့မှုတယ်အခုနိုင်ငံသူနိုင်ငံသားတွေဒုက္ခရောက်နေတဲ့အချိန်မှာအဲသူတို့ထွက်လာပြီးခဲ့မှုတယ်ကုညီခဲ့တယ်အဲဒါဒါတကူအခန်းကဏ္ဍတကူနောက်တစ်ခုကမက်ခိုင်နင်းဝေမက်ခိုင်နင်းဝေလို့အမျိုးသမီးရဲ့ဓမိန်ကိုရှော်ဝါရင်တော့ကျွန်တော်အနေနဲ့တော့ကျွန်တော်ဆိုတာလေဒါတနိုင်ငံလုံးသိတယ်ဒတိုင်းမီလုံးသိတယ်ကျွန်တော်ဘာလို့လုပ်နေဆိုတာသိတယ်ကျွန်တော်နိုင်ငံရဲ့လူမျိုးဘယ်လောက်ချစ်တယ်တက်မလို့ပါကျွန်တော်လိုလူမျိုးကမက်ခိုင်နင်းဝေရဲ့ဓမိန်ကိုပပလီအရီမှာလူသိရှင်ညာပြောလိုက်မယ်ရှော်ဝါရင်တော့မှကျွန်တော်ကိုယူတယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ PTU အင်တာကျော်စင်လို့ရဲ့ဇော်ဘုံဟင်းကျူဆူလိုက်တဲ့ရုပ်တံနဲ့အတူပြူပုံကြီးပေါက်ကိုတော့ကိုစက်သိန်းတရာပေးတဲ့အရှင်စေကိန်းနဝေဖန်ခံနေရတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးချင်ပါတယ်ပြည်သူတွေတက်ဖြတ်နေတဲ့မန္တလေးတိုင်းကပြူစောတိအဖွဲတွေကိုဥဆောင်ဖွဲ့စည်းထားတဲ့ပေါက်ကိုတော့ဖုန်ကြီးကိုဆရာတော်စေကိန်းနကစက်သိန်းတရာပေးအပ်တဲ့အပေါ်ဝေဖန်မှုတွေမြင့်တက်နေပါတယ်ပြီးခဲ့တဲ့ဧပြီလ၄ရက်ကဆရာတော်စေကိန်းနဟာ ပြူစောတီဦးဆောင်သူပောက်ကိုရောဖုန်ကြီးကိုတွေ့ဆုံပြီးချက်သိန်းတရာပေးအပ်ခဲ့တာဖြစ်ပါတယ်။ပြူစောတီဦးဆောင်သူပောက်ကိုရောဖုန်ကြီးကသူ့ရဲ့တဲ့ခက်မှာတင်ထားတဲ့ရုပ်တံဖိုင်မှာဖုန်ကြီးကင်ထားတာငွေမဟုတ်ကြောင်းစက်ကူတွေသာဖြစ်ကြောင်းဆရာတော်စီကိန်းနာကမိန်ကြားပြောဆိုထားပါတယ်။ဒါအပြင် ပောက်ကိုရောဖုန်ကြီးကိုချက်သိန်းတရာပေးပြီးနောက်ချက်ကွာလူကြကွာကူကြကွာကြိုက်တယ်လို့ကွာဟုဆရာတော်စီကိန်းနာကမိန်ကြားပါတယ်။ မန္တလေးတိုင်းကပြည်သူတွေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကတက်ဖြတ်ဖို့ဖွဲ့ထားတဲ့ပြူစောတိအဖွဲ့တွေကိုဥဆောင်ညွှန်ကြားငွေကြေးထောက်ပံ့နေတဲ့ပောက်ကူတော်ဖုန်ကြီးငွေပေးတာနဲ့ပတ်သက်ပြီးဆရာတော်စီကိန်းနာကိုပြည်သူတွေကဝေဖန်နေကြပါတယ်။ဆရာတော်စီကိန်းနာကပောက်ကူတော်နဲ့အတူရှိတယ်၊ရက်တည်တယ်ဆိုတာကိုလူလုံးထွက်ပြလိုက်တာလို့မြင်တယ်ဟုနိုင်ငံရေးတုံးသက်သူတအူးကမှတ်ချက်ပြုပါတယ်။ဆရာတော်စီကိန်းနာဟာ မပတာဖွဲ့စည်းကြီးပေါ်ပေါက်လာကလေးကပါဝင်ပတ်သက်နေတာလို့ရွှေဝါရောင်ဆရာတော်မင်းသူမြဗုဒ္ဓတက္ကသိုလ်ကမိန့်ကြားပါတယ်။သူเจ้าမှာတန်ဃာအစည်းအဝေးပွဲကြီးလုပ်တဲ့ကူကအမျိုးပါဒတာတနာဆောင်းလျှောက်ရေးအတင်းရှိတင်ပြီးဆိုတဲ့စာတန်းကိုသူเจ้าမှာစက္ကတာပဲအဲ့ဒါကြောင့်မို့လို့သူဟာမပတာအတင်းကြီးစတင်ပေါက်ဖွာလာတာသူเจ้าကနေစတယ်ဒါကတစ်ချက်မပတာဖြစ်ပေါ်လာတော့လည်းပဲသူကနောက်ွယ်ကနေတောက်လျှောက် supporting ပေးပြီးတော့လှုပ်ရှားတာပေါ့ဒါတွေကတော့အထောက်ထားတွေအားလုံးရှိနေတာပေါ့ အခုကတော့အားလုံးကမသိနေကြတာပေါ့အခုမှလူတွေကတော့မျက်ဝါးထင်ထင်မြင်တွေ့လာတယ်လို့ဆရာတော်မင်းတူမြဗုဒ္ဓတက္ကသိုလ်ကမိန့်ကြပါတယ်ကျွန်တော်ဘာလို့ပြောချင်လဲဆိုတော့ကျွန်တော်နိုင်ငံမှာကျွန်တော်တို့အတွက်တော့မပြောလို့ပါဘူးเนาะကျွန်တော်အတွက်တော့မပြောလို့ပါဘူးကျွန်တော်ဆိုလည်းတိုက်ခိုက်ကြတယ်တိုက်ခိုက်တာကဟိုတက်မလို့ကလူတွေလည်းကျွန်တော်တိုက်ခိုက်တယ်เนาะဟိုကျွန်တော်တို့ကဟိုတက်မလို့တွေမှာကြီးပြင်းလာတဲ့လူတွေဖြစ်တဲ့အတွက်တော့တက်မလို့တွေကတိုက်ပြီးတော့ပါเนาะ အကြောင်းတွေကပေါ့နော်ကျွန်တော်ကနားရတာပေါ့တမ်ပလော်တွေမှာရှိတဲ့အရာရှိအရာခံအကျက်စစ်တီအပွင့်အခက်အမ်တိုင်းမှုဥမာတကူဂျီဝမ်ပြူဝမ်အဲရှိကြတာပဲအဓိကတော့ကိုကိုရန်လက်ပြလုံဖို့လိုတယ်အခုကျွန်တော်ပြောချင်တာအဲ့ဒါတွေမဟုတ်ဘူးကျွန်တော်អော်ခဲ့တယ်ပြည်ဒီဦးတို့မိသားစုတွေเนาะအခုတရားဥပမာလာလူကြတယ်လူရမယ်လူကိုလူရမယ်ဝမ်းတာတယ်អော်ရတာတန်းတယ်ဘာဖြစ်လို့လဲဒီပြည်ဒီဦးနဲ့အိနာကျော်စင်းနဲ့သူသမီးနဲ့လာလိုက်တဲ့ဥစ္စာကလူမှု social network မှာ public area မှာပြန့်သွားတယ် ဒါပေမဲ့အဲ့ဒီတို့ရဲ့အလူလူတဲ့အလူနဲ့တို့ရဲ့เนาะတို့ရဲ့မျက်နှာတွေရုပ်ပိုင်းဆိုင်ရာတွေတရုတ်ဆောင်တွေပေါ့အဲ့ဥစ္စာတွေကပြည်သူလူထုဈာထဲမှာသွားရောက်ပြီးတော့မှဒီငလင်းတံပေးတဲ့နဲ့ပြည်သူလူတွေပေါ်မှာပါဝင်ပူပေါင်းလိုက်တဲ့အတွက်ခဏတစ်ပြုတ်စိတ်ချမ်းသာတာတာတာသွားရတာလေကျွန်တော်တို့မြန်မာနိုင်ငံဒီမြန်မာနိုင်ငံသားတွေပဲမဟုတ်ဘူးလားเนาะဒါကပြည်သူလူနဲ့အင်နာကျော်စင်းနဲ့သူ့သမီးနဲ့ကျွန်တော်ကတဲ့ပဲကျွန်တော်ကတွေ့ရင်မျက်နှာတော်တို့နဲ့တွေ့မယ်ကောင်ဒါပေမဲ့အခုလိုလောက်ရမျိုးတွေကြတော့တို့မြန်မာလောက်ပြရမယ်เนาะဒါပေမဲ့တို့ကိုယ်လည်းသူတိုင်းလည်းတို့လည်းတည်တည်နေငါတို့တွေတိုင်းပြည်ကို လက်တော်ကြောင်းတော်ပြီးစီရီယံဆိုပြီးတော့ဖြတ်ခဲ့မှုတယ်အခုနိုင်ငံသူနိုင်ငံသားတွေဒုက္ခရောက်နေတဲ့အချိန်မှာအဲသူတို့ထွက်လာပြီးခဲ့မှုတယ်ကုညီခဲ့တယ်အဲဒါဒါတခုအခန့်ကဏ္ဍတခုနောက်တစ်ခုကမက်ခိုင်နင်းဝေမက်ခိုင်နင်းဝေလို့အမျိုးသမီးရဲ့ဓမိန်ကိုရှော်ဝိုင်းရင်တော့ကျွန်တော်အနေနဲ့တော့ကျွန်တော်ဆိုတာလေဒါတနိုင်ငံလုံးတည်တဲ့ဒိုင်းမီတုံတည်တယ်ကျွန်တော်ဘာလို့လဲဆိုတာတည်တယ်ကျွန်တော်နိုင်ငံရဲ့လူမျိုးဘယ်လောက်ချစ်တယ်တက်လို့ပါမယ်ကျွန်တော်လိုလူမျိုးကမက်ခိုင်နင်းဝေရဲ့ဓမိန်ကိုပပလီအရီမှာလူသိရှင်ကြားပြောလိုက်မယ်ရှော်ဝိုင်းရင်တော့မှကျွန်တော်ကိုယူတယ် လူတွေဘာလို့မကိုက်နေဝေဟိုအဲ့လိုပြောကြတာလေဖြူဖြူထွေးတို့နွယ်ဘိုးအိမ်တို့တော့ရေခဲကြောင်းကြီးလေးတို့အပိဇွဲထက်ကျွန်တော်ဇွဲထက်လည်းရင်တော့ပြောခဲ့တာပဲအာဇွဲထက်ကဘလို့လောက်ပါလဲပါကျွန်တော်ပြောတယ်ဒါပေမဲ့နိုင်ငံနဲ့နိုင်ပြည်နဲ့လူမျိုးနဲ့ဖြစ်နေတဲ့အချိန်မှာအားလုံးကကိုတက်ဆွမ်းသမျှနဲ့တယောက်လက်ကိုတယောက်ဆွဲတယောက်လက်ကိုတယောက်တွဲပြီးတော့မှကုညီနေတဲ့အချိန်မှာခိုင်နေဝေလို့မိမမျိုးကိုမကိုက်နေဝေပေါ့နော်တိုက်ခိုက်နေတာခမရတို့မဆက်ကြဘူးလားဟမ်ခမရတို့ဆွမ်းကပြားမှာပါသွားပြီးပြီ ဒီဇွန်နီလာတဲ့တော့ပါလို့နင်တို့ပြန်လာကူညီလေမဟုတ်အဲ့ဇွန်နီလာတဲ့ဆိုလေအတိုင်းတိုင်းမလားအကောင်မကအကောင်မတွေကိုချမ်းချမ်းတို့ဥမလင်းလင်းတို့ချစ်သူဝေတို့မင်းမောင်ကုန်းတို့ဗမာလေမင်းတို့မှာမြန်မာပြည်မှာမျိုးမရှိဘူးလားမင်းတို့ကွက်ပြောက်တော်လူလို့ရတယ်ငါတို့မြန်မာပြည်ဘာဖြစ်နေလဲဆိုတာလူတိုင်းသိတယ်ငါတို့နိုင်ငံကောက်တယ်မြေဟိုကနေပြီးအတိုင်းတိုင်းမလားအဖာတယ်မလားဒီလားဆောက်ခွက်ကကြည့်လိုက်လေကျွန်တော်လီထိတ်တော့မလာဘူးသူဆောက်ခွက်ကကျွန်တော်ပြန်ကြည့်တယ်သူဆောက်ခွက်ကြည့်လိုက်ကျွန်တော် လီးတိတ်ကိုကြည့်လိုက်နေဟိုသူသောက်ကကျွန်တော်လီးတိတ်တော့မလာတဲ့ဘာတယ်မှာအာဘာမှလည်းကြက်ပြားမှမလုပ်ခွင့်နဲ့ဝေဖန်တဲ့လူတွေအောက်မှာအခုအစစ်ဆိုးရောက်ကူညီနေတာမဟုတ်ဘူးအန်အေဒီကိုကူညီတယ်မဟုတ်တန်ခါရေကိုကူညီတယ်မဟုတ်ဘူးပါတီတွေကိုကူညီတာမဟုတ်ဘူးကျွန်တော်တို့နိုင်ငံကျွန်တော်တို့တိုင်းပြည်နော်ဒီကကြီးသုံးပါဘေးကိုစိုက်နေတဲ့အချိန်မှာနော်တကြက်တန်နောက်ဆုံးရေခဲချောင်းတက်နိုင်တဲ့လူတော်ရေခဲချောင်းလူနေတဲ့အချင်းလေးအချိန်ကမျိုးကြောင့်နေတဲ့အချိန်မှာဘာလဲမကန်နေဝေကိုတိုက်ခိုက်ကြတာဟမ်ကျွန်တော်တို့ပြောခဲ့ဘူးတဲ့ ။နော်ဇွဲတဲ့စီတိုင်းပါပြီဆန်းဝင်းဘေဘွားတွေရောက်လာတယ်။အခု तू လောက်နေတယ်လေ။ဟုတ်လား။ तू ကူညီနေတယ်လေဒီကဘေးမှာ။တာသမိုင်းတွေနဲ့ຫນွေပိုးကြီးကျွန်တော်လည်းမသိဘူး။ဟိုကလားကိုကြီးလားအိန္ဒိယလားအစ္စလမ်လားဘာကျွန်တော်တို့ဘာသာတွေမခွဲကြဘူး။ကူညီတယ်ဖြူတွေလည်းကူညီနေတယ်။ဆန်းဆိုင်တို့ကူညီနေတယ်။အခုပြည်ဒီဦးတို့အိန္ဒါကျော်စင်တို့ထွက်လာတယ်။တန်တယ်ဩဝါတာ။လူမင်းတို့တခြားသောလူပညာရှင်တွေထွက်လာခဲ့ဟုတ်။နော်။ကျွန်တော်တို့နဲ့အတူတူသွားရအောင်သွားလူရအောင်။အဲကြကျွန်တော်တို့အားလုံးပြည်ပေါင်းကချပြီးတော့မှတိုင်းပြည်နိုင်ငံလူမျိုးဒါစီရဲလည်းမဟုတ်ဘူးနော်။ တာငါကကြီးသုံးမဖေးကိုဆိုင်နေတဲ့လူတွေအများကြီးဒုက္ခရောက်နေတာအဲ့တော့ခိုင်နှင်းဝေလောက်တော့မလုံနိုင်တဲ့လူတွေကနော်အောက်တန်းသားဆန်ဆန်ပြောတာဟုတ်အောက်တန်းသားတွေကအောက်တန်းသားစကားတွေပြောပြီးအောက်တန်းသားမှန်နေမှန်ကြတယ်ခမရတို့နိုင်ငံဘယ်လိုလူမျိုးတွေလဲဘယ်လိုလူမျိုးနဲ့ရှင်တန်ကြီးပွားလဲဟမ်ခမရတို့မှာဘလောက်ပဲအကောင်းလုပ်လို့မအစိုးရဘာလုပ်ပေးတာတော့ဘာလို့ဖြစ်နိုင်လားဟမ်ဖြစ်နိုင်လားသူကနသားသမီးတွေအများကြီးသူမွေးစားရတာဒီမိန်းမကမတေကလေးကနှက်ပြီးဘုံဗိမ့်မှန်ကိုရောက်ပြီးသား ခိုင်နေဝေခိုင်နေဝေလည်းကျွန်တော်လည်းမသိဘူး။နောက်ကျွန်တော်လေးစားရသုံးပုံကိုယ်တွေမှာခိုင်နေဝေပါတယ်။ခမလို့ချမ်းချမ်းလို့ပါဇက်ပြဲကြီးနဲ့អော်ပြီးအီတလီလိုမရဟမ်ပြောတဲ့စကားတွေအဲချစ်သူဝေတို့တော့ကျွန်တော်တို့တရားနိုင်ငံပြောတာတွေဟမ်ခမလို့ဗျာလူအတိလူရဲ့ brain ဉာဏ်မရှိဘူးပေါ့ဗျာလူစိတ်စိတ်ရင်းအမှန်မရှိဘူးပေါ့သူများကိုလိုက်ပြီးတော့မှတိုက်ခိုက်တာကျုပ်တို့ကတိုင်းပြည်ကိုမဖြတ်ဘူးဆိုလိုတော့လေကျွန်တော်ပြောပြီးပြီခိုင်နေဝေထမေကိုလျှော်ပေးရရင်တော့မှကျွန်တော်အမေထမေကပထမဦးဆုံးဖြစ်ပြီးတော့ခိုင်နေဝေ ျွန်တော်မိမဓမေယဒုတိယဖြစ်ခိုင်နေဝေဓမေကိုကျွန်တော်တတိယအနေနဲ့ကျွန်တော်ရှော်ပေးလိုက်မယ်ဘာလို့လဲကျွန်တော်နိုင်ငံသူနိုင်ငံသားအားလုံးဒုက္ခရောက်နေတဲ့အချိန်မှာเนาะဒီလိုပရိဒါဖြစ်တဲ့เนาะခိုင်နေဝေတို့အမျိုးသမီးကကျွန်တော်တိုင်းပြည်နဲ့နိုင်ငံလူလူတို့အတွက်เนาะသူတက်နိုင်တာနဲ့သူ့ရဲ့လုံးလုံးနိုင်ရရှိတဲ့ရာလဲလုံပေးတာကိုဟမ်ခင်ဗျားတို့ဘာဖြစ်နေအောင်ခင်ဗျားတို့ပေါ်ပင်မဲရမယ်တိလားဖင်မရနဲ့ဖင်ရရင်စော်ပုံးရုံခေါ်လိုက်ဖုန်းနံပါတ်က0933333669386040လေးလေးလုံးနဲ့အိမ်တိုင်းရာရောက်လာလို့ပြေးမယ်။